မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ကိုအေးအေးထိုးစစ်ကျင်ညာပြီးနေပြည်တော်တဝက်အရေးပေါ်အခြေအနေပုံမတင်မှလာပြီးဆိုတဲ့သတင်းတွေပေါ်လာနေပါတယ်အချိန်ချင်းမြန်မာစစ်တပ်ကိုစွမ်းအားကြီးမားစွာတိုက်ခိုက်နိုင်ခဲ့တဲ့ရခိုင်တပ်တော် Arrogant Army AA ဟာအခုအခါမှာနေပြည်တော်နားသို့တိုက်ရိုက်ရောက်ရှိလာပြီးဆိုတဲ့အချက်တွေသတင်းဌာနတွေနဲ့ဒေသခံတွေထံမှသတင်းများထွက်ပေါ်လာနေကြပါတယ်အစောပိုင်းကတော့ရခိုင်ဒေသနဲ့ အင်းတော်ချင်းပြည်နယ်တဝိုက်မှာသာတိုက်ပွဲများဖြစ်ပေါ်ခဲ့တော်လဲနောက်ပိုင်းမှာတပ်ပဟာအမျိုးမျိုးကိုတဖြည်းဖြည်းချက်ထွင်သွားပြီးအခုချိန်မှာစီရေးဆွဲအားတွေကိုအမျိုးမျိုးသောဧရိယာများသို့တိုးချဲ့လာနိုင်ခဲ့ကြောင်းလုံခြုံရေးကဏ္ဍတွေကခံမှန်းထားကြပါတယ်တိုင်းဒေသကြီးအမျိုးမျိုးမှာတိုက်ပွဲတွေဖြစ်ပေါ်နေစဉ်အေအေတပ်သားတွေကိုနေပြီးတော့အနီးနားတပ်ဝိုက်တွေ့မြင်ခဲ့ရကြောင်းဒေသခံများကပြောဆိုခဲ့ကြပါတယ် အဆိုပါတဲ့အရာ AA တက်ဟာနေပြည်တော်နဲ့ပတ်ဝန်းကျင်လုံခြုံရေးအဆင့်တွေကိုစမ်းသပ်နေတယ်လို့အချို့လမ်းကြောင်းတွေမှာစစ်ရင်များရက်တန့်စစ်ဆေးမှုတွေကိုပါတွေ့မြင်ခဲ့ရကြောင်းဆိုထားပါတယ်။ထို့အခြေအနေကြောင့်နေပြည်တော်တဝိုက်မှာအစိုးရတပ်ဘက်ကစစ်ရင်များလက်နက်ကြီးများထပ်မံတင်သွင်းနေသည့်အခြေအနေများလည်းဖော်ပြထားပါတယ်။နိုင်ငံရေးအကောင့်ထဲဖော်သူများထံမှလည်းဤသတင်းအပေါ်ထိရောက်မှုကိုအလေးထားစွာထောက်ပြနေကြပါတယ်။နေပြည်တော်ဟာစစ်အုပ်ချုပ်ရေးအစိုးရရဲ့အတိကပဟုအခြေဆက်ရာဖြစ်တဲ့အတွက် ိုင်းရိုက်တိုက်ခိုက်လာမည်ဆိုလျှင်စစ်အာဏာရှင်အထွတ်အလွန်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမည်ဟုဆိုကြပါရယ်။တတင်းအရာအခုအချိန်အထိနေပြည်တော်အတွင်းတိုက်ပွဲတိုက်ရိုက်မဖြစ်သေးပေမယ့်လုံခြုံရေးတင်းမာမှုကြောင့်ပြည်သူအများအန္တရာယ်ခံရမည်အခြေအနေဖြစ်နိုင်ကြောင်းသတိပေးနေကြပါရယ်။ အချို့ဒေသခံတွေကတော့လုံခြုံရေးအတွက်အိမ်တွေထဲမနေနိုင်တဲ့ဖြင့်အနီးနားရွာများသို့ထွက်ပြေးထားကြောင်းသတင်းများထပ်မံထွက်ပေါ်နေပါတယ်။နောက်ထပ်တိကျတဲ့အချက်လက်တွေကိုသတင်းဌာနတွေကစောင့်ကြည့်နေဆဲဖြစ်ပြီးအခြေအနေဟာနေ့စဉ်အခြေအနေအလိုက်တပြေးပြေးတိုးတက်လာနိုင်မည်ဟုခန့်မှန်းကြသည်။ဆက်လက်ပြီးစစ်ကောင်စီရဲ့နေရီကံပြူဟာကုန်းကိုအေအေအပါဝင် တော်လန်ရေးတပ်များပိတ်ဆို့တိုက်ခိုင်းနေ နရီကန်စက်ခန်းတွင်စစ်ကောင်စီအင်အား900ဝန်းကျင်ခန့်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါရည်ရှခိုင်ပြည်နယ်မကွေးတိုင်းချာနနမိတ်ထိဆက်နေသောအမ်ပရန်လန်ပေါ်ရှိစစ်ကောင်စီအကြီးဆုံးတပ်စခန်းပြူဟာကုန်းတစ်ခုဖြစ်သောနရီကန်စက်ခန်းကိုအင်အားအလုံးရင်ဖြင့်ပိတ်ဆို့တိုက်ခိုက်နေကြောင်းသတင်းရင်းမြစ်ထံမှသိရပါရည်မကွေးတိုင်းငဖေးမြို့နယ်အမ်ပရန်လန်ပေါ်တွင်ရှိသောနရီကန်ပြူဟာကုန်းကိုအရကတပ်တော် AA အပါဝင်တော်လှန်ရေးတပ်ဖွဲ့များမှပိတ်ဆို့တိုက်ခိုက်နေကြောင်းစစ်ရေးသတင်းရင်းမြစ်တအူကပြောပါရည် မဲရီကန်ဖြူဟာကုန်းစက်ခန်းတွင်စစ်ကောင်စီတပ်အင်အား900ဝန်းကျင်ရှိပြီးလက်နက်ခဲယမ်းများနှင့်ရိခါများကိုယခုရက်ပိုင်းအတွင်းလေကြောင်းမှတဆင့်လာရောက်ပို့ဆောင်နေသည်ဟုသိရပါသည်။စစ်ရေးတရင်ရင်းမြစ်တအူးကကျွန်တော်တို့ဘက်ကတော့ပိတ်ဆို့တိုက်ခိုက်နေတော့ပါ။မဲရီကန်ဖြူဟာကုန်းမှစစ်ကောင်စီဘက်ကအင်အား900လောက်ရှိတယ်။ဒိမ့်ဖိုက်ရရှိတာတော့မရှိသေးဘူး။မဲရီကန်တောင်ကျော်ဘက်ဝန်းကျင်ကိုတော့တတ်နိုင်သလောက်ထိန်းချုပ်ထားတယ်။စကစဘက်ကလည်းထိုးစစ်ဆင်နေဟုသတင်းဌာနကပြောပါတယ်။ အော်တိုဘား17ရက်နေ့နဲ့12ရက်နေ့တွင်စစ်ကောင်စီဘက်ကလက်နက်ခဲယမ်းများကိုနေရီကန်ဖြူဟာကုန်းတို့လေရင်ဖြင့်လာရောက်ချပီးခဲ့ကြောင်းစစ်ရေးတရင်ရင်းမြစ်တအုပ်ကပြောပါရယ်စစ်ကောင်စီကလေရင်နဲ့ရိတ်ခါရီလာပို့တာ၂ရက်ရှိပြီးလက်နက်ခဲယမ်းတွေလာချတာပါဂျက် YA Y တွေဘုံတွေတောက်လျှောက်ကျဲတယ်ကျွန်တော်တို့ဘက်တော့စကစနေရီကန်စခန်းလာဖို့လမ်းကြောင်းတွေအလုံးကိုပိတ်ဆို့ထားတယ်ကြပါမယ့်နရိတ်ကန်တလျှောက်တောင်ကျောတကျောလုံးနဲ့တောင်ချေရင်တိစကစတက်သားတွေရှိနေသေးတယ်ဟုပြောပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းတွင်နေရီကံပြူဟာကုန်းဤအဓိကကကင်ကြီးဖြစ်သောဖိုက်တာစခန်းကုန်းနှင့်ခုတ်ကြီးစခန်းကုန်းများကိုအေအေအပါဝင်တော်လန်ရေးတပ်ဖွဲ့များမှသိမ်းပိုက်ရရှိခဲ့ကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည်။အင်အား400ခန့်ရှိသောဘကူတိုင်းတောင်ကုတ်ပရောင်းလမ်းပေါ်ရှိစင်လန်ကျေးရွာတွင်တက်ဆွဲထားသောစစ်ကောင်စီစခန်းငယ်ကိုလည်းအေအေပူးပေါင်းတပ်ဖွဲ့မှစက်တင်ဘာလ26ရက်တွင်သိမ်းပိုက်ခဲ့ပါသည်။ပြီးခဲ့တဲ့ဧပြီလ2ရက်နေ့ကလည်းတောင်ကုတ်ပရောင်းလမ်းပေါ်တွင်ရှိသောညောင်ကျိုးတက်စခန်းကိုလည်းအေအေကသိမ်းပိုက်ခဲ့သည် ်မကွေးတိုင်းငဖဲမြို့နယ်ပဲခူးတိုင်းပရောင်းမြို့နယ်နှင့်အေရဝတီတိုင်းလေးမြင်နာမြို့နယ်အပါအဝင်ကြောက်ဖြူမြို့နယ်တို့မှနေရာ၅ခုတွင်စစ်ကောင်စီနှင့်တိုက်ပွဲပြင်းထန်နေကြောင်း AA ကထုတ်ပြန်ထားပါသည်ဆက်လက်ပြီးပောက်ခေါင်းတွင်စစ်တပ်၏ဗိုလ်ရာအထိုင်စခန်းမှလူအချင်းအပြောင်းပြုလုပ်ပြီးပြန်လာသောစစ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုထိခိုက်ဒဏ်ရာရသူများပြပြီးခဲရန်အချို့တင်းစီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်တွင်အကြမ်းဖက်စစ်တပ်၏ ဘော်ဒါအထိုင်စခန်းမှလူအချင်းအပြောင်ပြုလုပ်ပြီးပြန်လာတော့စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရန်တိကြိုက်တရန်ရရှိသူများပြပြီးခေရန်တချို့တင်းစီရရှိခဲ့ကြောင်းပြည်ခရိုင်တရင်နှင်းသတင်းနှင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရက်စတာကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘားလ17ရက်နေ့ည8နာရီခန့်တွင်ပေါက်ခါမှုနှင့်ဘော်ဒါအထိုင်စခန်းမှလူအချင်းအပြောင်လုပ်ပြီးပြန်လာတော့အင်အား44ဦးပါစစ်ကြောင်းကိုဘကူတိုင်းပြူဟာ21ကိုကဲမှုအောက်ရှိ ပြည်ခရိုင်တရင်အမှတ်နှင့်3600နှစ်တရင်တက်ခွဲတုံမှရေပေါ်များကတောင်လေကြီးရွာနီးရှိဝေးပင်ကုန်းနေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်မှထိခိုက်ဒဏ်ရာရရှိသူများပြားပြီးဒဏ်ရာရစစ်သားများကိုထမ်းဆင်ဖြင့်ပြန်လည်တည်ထုတ်သွားကြောင်းသိရပါသည်ထို့သောမိုင်းဆွဲတိုက်ခိုက်ပြီးနောက်အော်တိုဘာလ12ရက်နေ့နံနက်ပိုင်းတွင်အဆိုပါနေရာကိုတော်လန်ရေးရေပေါ်များကနေမြေရှင်းလင်းရေးပြုလုပ်စဉ်စစ်သုံးကြောပုတ်အိတ်တလုံး MAG ပေါက်တစ်ခု BA 100ပုံစီတလုံး 5.5G 80တောင်းပါဝါဘန်တလုံးတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်။အလားတူအော်တိုဘားလာ၄ရက်နေ့နှစ်ပိုင်းကလည်းပေါက်ခေါင်းမြို့နယ်တောင်လေကြီးရွာအထိုင်စခန်းမှာအင်အား90ခန့်ပါဝင်သောချီလင်းစစ်တပ်စစ်ကြောင်းကိုဖြူဟာ27ကိုကဲမှုအောက်ရှိ PKI တရင်အမှတ်နှင်3600နှစ်တရင်တက်ခွဲသောတက်ခွဲလေးနှင့်ရွှေတောင်ပကဖားတို့ဖူပေါင်းပြီးအုပ်ဖို့ကြီးပါအနီးတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှထိခိုက်မှုရှိတော်လည်းအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။ ထို့ပြင်အော်တိုဘာလ၈ရက်နေ့တွင်လည်းပေါက်ခေါင်းမှုနှင့်ချင်းလေကိတ်မှခင်းပုံပွင့်ရထွက်လာသောအင်အား20ခန့်မှဆစ်ကြောင်းနှင့်ဖြူဟာ21ကိုကဲမှုအောက်ရှိ PKI တရင်အမှတ်နှင့်3600နှစ်တရင်တက်ခွဲသုံးနှင့်ရွှေတောင်ပကဖမရေပေါ်များထိတွေ့ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးဒေါ်လန်ရေးရေပေါ်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ပောက်ခေါင်းမျိုးနယ်တွေမှာတော့စစ်ခွေးတွေနဲ့ထိတွေ့မှုဖြစ်တာကတော့ဇက်တိုက်ကိုဖြစ်ပွားခဲ့ပါတယ်။ကျွန်တော်တို့ပျောက်ကြားပုံစံနဲ့မိုင်းဆွဲတိုက်ခိုက်တာပြစ်ခတ်တိုက်ခိုက်တာလုံးဆောင်ခဲ့တော့ရေပေါ်တွေထိခိုက်မှုမရှိပါဘူး။ စစ်ခွေးတွေကထိခိုက်မှုရှိပေမယ့်အရေးအတွက်ကိုတော့အတိမပြုနိုင်သေးပါဘူးကျွန်တော်တို့ဆက်လက်စုံစမ်းနေပါတယ်ဟုပြည်ခရိုင်တရင်နှင့်တရင်နှင့်ပြန်ကြားရေးတာဝန်ခံရဲဘော်ရက်စတာကပြောဆိုပါတယ်ဆလပီဟာကားမျိုးနဲ့ဗန်ဟာယွာစတင်ကြောင်းကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုចောင်းသားနှုတ်ဦးသေဆုံးပြီးចောင်းသားတချို့ပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် ချင်းပြည်နယ်ဟာကားမြို့နယ်ဗန်ဟာရွာစတင်ကြောင်းကိုအကြံဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ចောင်းသားနှစ်ဦးသေဆုံးပြီးចောင်းသားတချို့ပျောက်ဆုံးနေကြောင်းချင်းလန်ဒီဖရန့်ဖို့ဟာကားနှင့်ဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့အောက်တိုဘာ23ရက်နေ့နနက်10:30မိနစ်ခန့်တွင်အကြံဖက်စစ်တပ်ကဗန်ဟာရွာစတင်ကြောင်းကိုဂျက်ဖိုက်တာဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အကြံဖတ်စစ်တပ်၏ဖုံးကျဲတိုက်ခိုက်မှုအတွင်ကျောင်းသား၂ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသေဆုံးသွားသောကျောင်းသား၂ဦးသည်အသက်၁၀နှစ်အရွယ်ကလေးငယ်များဖြစ်ပြီးဖြောက်ဆုံးနေသောကျောင်းသားတို့ကိုလည်းဆက်လက်ရှာဖွေနေကြောင်းသိရပါသည် တည်ဆုံသွားတဲ့ကြောင်သားလေးနှစ်ဦးက၃တန်းနဲ့၅တန်းအရွယ်ကလေးငယ်တွေပါဒီကြောင်တိုက်ခိုက်မှုအတွင်းမှာလည်းပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့သိရပါတယ်ပျောက်ဆုံးနေသူတွေကိုတော့ဆက်လက်ရှာဖွေနေပါတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်အဆိုပါလေးကြောင်တိုက်ခိုက်မှုအတွင်းကြောင်သားကြောင်သူများထိခိုက်ဒေဆုံးမှုရှိကြောင်းကို Channel Different Phone ဟာခါကသတင်းဌာနကိုအတည်ပြုပြောဆိုတော့လေထိဆုံးသူအရေးအတွက်ကိုပြောဆိုခြင်းမရှိသေးပေစမိုင်းတဲ့တဲ့ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်